စဆရိုက်တော့မယ်အဲ့လိုအဲ့ဘယ်လိုပြောရမလဲဒီကားကိုအခုမှဒီနေ့မှစပြီးတော့ prepare ပြန်လုပ်ရမှာပေါ့နော်အဲ့လိုဆိုတော့ဟုတ်လားပူလာကျင်လို့ပေါ့နော်အမှအမှဆိုရင်တင်တယ်မတက်ပဲနဲ့ဘယ်လိုပြောရမလဲဒီကော့ကိုကကွက်အမြင်နဲ့တင်လိုက်ပြီးတော့ရိုက်လိုက်လေရတော့ရတယ်ဆိုပေမဲ့လည်းအဲတင်လိုက်ရင်ကြတော့လေပို့ပြီးတော့လှမှာဆိုတော့ဒါကတော့တီချာလေးလုပ်ဖို့စဉ်းစားထားတယ်ပေါ့နော်အဓိကတော့ဒါအဲ့လို challenge ဖြစ်တာတိုက်တယ်အခုဆိုလဲဒါဒီ လက်တလောမှာဆယ်လီဆယ်ပြိုးရေး program ရိုက်ပြီးတာပေါ့နော်အဲ့ဒီဟာရိုက်ပြီးရေးချိန်မှာပို့ပြီးတော့အဲ့လိုမျိုး risk ယူကြည့်ရတာ challenge လုပ်ရတာပို့ပြီးတော့မှသဘောကျလာတယ်အခုကစပြီးတော့အဲ့လို challenge ဖြစ်မဲ့ character ရယ်ဆိုတော့ဒါပို့ပြီးတော့ဦးစားပေးပြီးတော့ရိုက်ဖြစ်နေတယ်ထင်တယ်ဟုတ်ကျင်းလို့ပါဒါတော်တော်အယောင်ကြပါပါဒါနှစ်တုံးလောက်ကြပါတယ်ဖောင်ဒေးရှင်းလေးရရတိတာတယ်နည်းနည်းအောင်ပိတ်သွားပြီဟုတ်တယ်ပိတ်သွားရထင်တာပဲ ကတော့ဒီကားလေးကဒါမလုပ်ဘူးတဲ့ character ပေါ့နော်အဲ့လိုဆိုအဲ character အစ်စ်ပေါ့အစ်စ်ကိုမှကိုတနည်းလေးလေး challenge ဖြစ်တဲ့ character မို့လို့လက်ခံဖြစ်ခဲ့ရပါတော့ဟုတ်အများကြီးထူးခြားမှာတန်တန်ကြီးမဟုတ်တဲ့လူတယောက်အနေနဲ့နေရမှာပေါ့နော်ပြီးတော့ဒီမှာကျတော့သူကအဲ့လိုအကရေးပါတင်ရမှာလည်းရှိရပေါ့နော်အကအောင်မှအဲ့လိုမျိုးပိုက်ပိုက်နိုင်နိုင်လည်းတိချအခြေခံအစားပြီးတင်ရမှာလို့ဆိုတော့ပြီးတော့မြန်မာအကဆိုတော့အဲ့အဲ့လေးကတော့ ကိုအတွက် challenge ဖြစ်တဲ့အရာပါပေါ့နော်အဲ့လိုဆိုဒီဟာလေးကိုအရင်တော့ရှင်းခုံမိရရိုက်ဖို့လေဟုတ်ဒါငင်ရကောက်ဝင်ငင်ရကောက်ဝင်ဆိုတော့ကြောင်းတက်တုံးကကြာတော့စုံညီခွေတော့ရပါရှိလို့ရှင်ဒါအဲ့လိုနှစ်တိုင်းတော့ကပေးနေကြအဲ့မှာဆိုရင်လေမြန်မာကတွေကောက်ဘူးတွေပေါ့နော်ကောက်ဘူးတွေဆိုတော့အဲတင်ရမယ်ဆိုရင်တော့အရင်တော့အစ်စ်အစမ်းအဲ့လိုတော့ဖြစ်မယ်မထင်ဘူးပေါ့နော်ပညာရဲ့အစ်စ်အစမ်းတော့ဖြစ်မယ်မထင်ဘူးလွယ်တော့လွယ်ပါမယ်ဟုတ် အဓိကဘောနော်ဒါဇက်ကိုဖက်ကြည့်လိုက်တဲ့အချိန်မှာဒါတရုပ်ဆောင်ပြရမယ်ဒါတရဲ့အလိုပြောအနုပညာဆွဲကြီးကိုချပြရမယ်ရှင်းနေဒါလုံးလုံးပြရမယ်ရှင်းနေပါရယ်ဘောနော်ပြီးတော့အဲ့ဒါလည်းဒီမိုက်ပေါက်စီမိုက်အီတောင်းနဲ့ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့လုတ်ချင်တယ်ဘောနော်တခါမှလည်းမဆုံးဘူးဆိုတော့တော့အရှင်မြက်လက်တက်မှဆိုရင်လည်းတာမိဒါပေမဲ့မဆုံးလိုက်ရအောင်ဘောနော်ငယ်ဘဝကြီးဘဝမှာကွဲသွားတာဆိုတော့အဲ့လိုဆိုတော့အခုမှပြန်ဆုံးသွားမှာဆိုတော့လုတ်ကြည့်ချင်တယ်ပြီးတော့ကိုယ်အတွက်လည်းအာအနုပညာကျန်မဲ့ character လို့ခံစားရတယ်ဘောနော် အများကြီးတော့ဟိုအများကြီးတော့စူးစမ်းရမှာပေါ့နော်ဒီဟိုဟိုင်းရင်တရုတ်ဆောင်နေနဲ့တရုတ်ဆောင်တဲ့အခါကျတော့တို့ကအရင်ကြီးလုတ်သွားတဲ့အခါကျတော့တို့ကမကြံခဲ့အောင်လို့အဓိကလုတ်ရတာမျိုးဆိုတော့အခုကအများကြီးတော့ပြင်ဆင်ထားပါတယ်ရှင်လဲခုံပါတယ်အများကြီးလုတ်ပြချင်ပါတယ်ဟုတ်ဒီကတော့ဒါကတော့တအတွက်အနုပညာကြံအောင်လို့ဒါကရိုက်မယ်လို့စဉ်းစားထားတယ်ပေါ့နော်။ဘာလို့လဲဆိုတော့တရဲ့ character ကလည်းဒါလုကွက်ရှိရပေါ့နော်။အဲအဲကြောင့်လည်းရိုက်ဖြစ်ခဲ့တာဆိုတော့ဟုတ်ကဲ့။အများကြီးစူးစမ်းမှာပါ။ အခုကတော့အဲ live တင်းနေစစ်မရောက်သေးဘူးပေါ့နော်ကြည့်ရစစ်မရှိသေးဘူးပေါ့နော်ဆိုတော့မအားဘူးတလောမှ key ပြန်တော့ခုလည်း key ပြန်သွားအောင်မှာဆိုတော့တင်းန်းကတော့ဒီဇက်ကရိုက်နေရတောက်လျှောက်လဲဒါတင်းန်းတက်ဖို့တော့စဉ်းစားထားရပေါ့နော်တင်းန်းလည်းတက်ရင်ဇက်ကလည်းရရင်အဲ့လိုမျိုးလေးလုပ်ဖို့တော့စဉ်းစားထားရအဲအခု TikTok မှာတော့မြန်မာကရေးပါတယ်တော့ live ပြီးတော့လေးတော့လေးလာနေပြီပေါ့နော်ဟုတ်ကဲ့ ဒီမှာကဆိုတာခါလေးတခြားသုံးရအရန်ခတ်တယ်တော်တတော်ကတော့တပူခတ်တယ်တတော်ကတော့မှအဲ့လိုနည်းနည်းလုံချလိုက်လို့ရတယ်မြေမကကကျသူကစီးနဲ့ဝါနဲ့အဲ့လိုလက်ချိုးတာအစာဒီခြေတော့တရားအစာအဲ့လိုမျိုးပေါ့နော်ဒီခါးတွေပါတွေကပျော့ပျော့ပြောင်းနေမှရမှာဆိုတော်တော်တော့ဟိုလေ့ကျမ်းမထင်တယ်ဒီကင်မရာမှာလှအောင်ဟုတ်တယ်ဟုတ်တယ်မြန်မာကကြပို့ပြီးတော့စကန်ကြီးပြီးတော့ပို့ပြီးတော့အဲပို့ခတ်တယ်လို့ခန်းစားရတယ်ဟုတ်အဲ့မော်တော်မတူတခြားဟာရင်လည်းမတူမြန်မာကကြတော့ စီစနစ်ကြမှာလဲလှမှာဆိုတာလေလှအောင်ကလည်းပြော့အောင်ကတ်တမှာဆိုတော့အများကြီးလိုအပ်တယ်ပေါ့နော်အဲ့လိုဆိုတော့အများကြီးတော့ပြောင်းလဲမှာပါဒီကားထွက်လာရင်လို့ကြည့်ကြည့်ပါဒါအများကြီးကြိုးစားထားတာကိုမြင်ရမှာပါဒါလည်းတက်ကိုတာဒီကားအတွက်စိတ်နှစ်ထားပါရဲ့ဟုတ်ခုနကတွေ့ကဆိုရပြီတော့အဲ့လိုတီချာတော့ဒါလည်းမသိဘူးပေါ့နော်ဒါကဒါနဲ့စိတ်နဲ့ဟို level တစ်ခုဆိုတော့အခုမှဒီကားရိုက်မယ်ဆိုမှဒါဒီမြန်မာကအောင်စပြီးတော့တီချာလေးလေးလာမှဆိုတော့အဲ ဒီအဓိကသားတို့ကဘယ်လိုဘယ်လိုပြောရမလဲ professional ထိသွားမှာမဟုတ်တဲ့အတွက်ကြောင့်မို့လို့ဒီဇက်ကားမှာပါတဲ့ sing မှာငါဘယ်လိုကကွက်ကရမှာလဲဖာ sing ပါတာလဲအဲ့ဒီဟာနဲ့အဆင်ပြေအောင်လို့ဘာကကွက်တဲရမလဲပေါ့နော်ဆီယမားနေရောတိုင်ပြရမှာပေါ့အဲ့လိုမျိုးလေးတော့သွားဖို့စဉ်းစားထားရပေါ့နော်ကိုက professional light ထိသွားမှာမဟုတ်တဲ့အတွက်ကြောင့်မို့လို့ဖြက်လန်းနေရောနည်းနည်းလေးတော့အဲ့လို light light တော့လိုက်ရမှာပေါ့နော်တင်တဲ့ခါကျတော့အဲ့မရွေးရသေးဘူးတင်တယ်လည်းမရွေးရသေးဘူးဆက်ဆာရိုက်တော့မယ်အဲ့လိုအဲ့ဘယ်လိုပြောရမလဲဒီကားကိုအခုမှ ဒီနေ့မှစရပြီးတော့ prepare ပြန်လုပ်ရမှာပေါ့နော်အဲ့လိုဆိုဟုတ်မရှိဘူးအဲ့လိုတော့မရှိဘူးဒါအဓိကကတော့ဘယ်လိုပြောရမလဲအဲဟိုပူလာချင်လို့ပေါ့နော်အမှန်အမှန်ဆိုရင်တင်နှဲမတက်ပဲနဲ့ဘယ်လိုပြောရမလဲဒီကော့ကိုကကွက်အမြင်နဲ့တင်လိုက်ပြီးတော့ရိုက်လိုက်လေရတော့ရတယ်ဆိုပေမဲ့လည်းအဲတင်လိုက်ရင်ကြတော့လေပို့ပြီးတော့လှမှာဆိုတော့ဒါကတော့တခြားလေးလို့ပို့ရစဉ်းစားထားတယ်ပေါ့နော်ဟုတ်တယ်ကပြမှာပါဒီကားထဲမှာဟုတ်ကဲ့ကပါပါအဓိကတော့ဒါအဲ့လို challenge ဖြစ်တာကြိုက်တယ်အခုဆိုလဲဒါဒီ လက်တလောမှာဆယ်လီဆယ်ပြိုးရေး program ရိုက်ပြီးတာပေါ့နော်အဲ့ဒီဟာရိုက်ပြီးတဲ့အချိန်မှာပို့ပြီးတော့အဲ့လိုမျိုး risk ယူကြည့်ရတာ challenge လုပ်ရတာပို့ပြီးတော့မှသဘောကျလာတယ်တမယိုးချထက်ဆိုင်ကိုမလုပ်ဘူးတဲ့အရာကိုဆန်းပြီးတော့လုပ်ကြည့်ရကိုမဖြစ်နိုင်ဘူးထင်တဲ့အရာကိုစပြီးတော့စိန်ခေါ်ကြည့်ရလို့ပို့ပြီးတော့ကိုကိုကိုလည်း level ကပို့ပြီးတော့မြင့်လာစေမယ်လို့ခံစားရတယ်ပေါ့နော်အဲ့လိုဆိုတော့အခုကစပြီးတော့အဲ့လို challenge ဖြစ်မဲ့ character တွေဆိုတော့ဒါပို့ပြီးတော့ဥစားပြီးပြီးတော့ရိုက်ဖြစ်မယ်ထင်တယ်ဟုတ်ဆယ်လီဆယ်ပြိုးရေးပြန်လာတဲ့အတွက်တော်များများကြီးကြတယ်အသားတွေလေးလာတယ်ဖြစ်မှန်းနေဆိုပြီး ော့ကိုယ်တိုင်ရောဒါပေမဲ့တောက်ကြည့်ရတာဒါလေးကကြည့်နေတော့မယ်ချင်းလို့ပါဒါတော်တော်အယောင်ကြပါပါဒါနှစ်တုံးလောက်ကြပါတယ်ဖောင်ဒေးရှင်းလေးရင်းရတိတာတယ်နည်းနည်းအောင်ပြွားပြီဟုတ်တယ်ပြွားရထင်တာပဲဘယ်လောက်ထိပြွားမလဲလို့ဒါချင်းတိုင်းပြောအဲဆီလီဆိုင်ပြောရကြတာဒါရီရဲ့လက်တီရှိုးဖြစ်တဲ့အတွက်ကြောင့်မို့လို့တရတရဆိုအဲ့လိုမျိုးလေးစိတ်လုံရှားမှုတွေနဲ့노ထလာတရတရဘာဆော့ရမလဲမသိဘူးဘာလုပ်ရမလဲမသိဘူးဘယ်နေရာမလဲမသိဘူးသူ location ကိုပြောဘူးအဲမိုးလင်းပြီဆိုတော့မှသူတို့ shooting ကတော့လာပြီးပြောဒီနေရာမှာ ပြီး location ရောက်တော့မှအဲ့လိုစက်တင်ပြင်ဆင်နေတွေ့ရဟောဒါကြီးဆော့ရမှာလားဩဒီလိုလားအဲ့လိုတည့်ရတည့်ပြီးအတဲရလည်း၄တင်းဆော့ပြိုင်ဆိုင်ပါညာဆော့ပြောဖို့ကောင်းပါတယ်ဒါကတော့ဒီဆက်လီဆက်ပြိုးပြီးပြိုးပြီးရိုက်ခဲ့ရတာကိုတတ်အတွက်အဲ့လိုအရန်တတတတင်ယူလိုက်ရတဲ့အရာအရန်များရယ်ပေါ့နော်အသားမဲရောရယ်ဆိုပေမဲ့ဒါအတွက်ပြန်ရလိုက်တဲ့အရာတွေကစိတ်ပိုင်းဆိုင်ရာပေါ့နော်အတွေးခေါ်ရယ်လည်းပြောင်းလဲသွားရယ်လို့ခန်းစားရပါတယ်ဟာ ဟုတ်ကဲ့အဲဒါကတော့ဒီ2025လဲကုံတော့မှာဆိုတော့2025နှစ်ကုံကနေ2026အထိပေါ့เนาะဒါအရှိမရိုက်ခဲ့တဲ့ character တွေနဲ့မတူဘဲနဲ့တဏ္ဍီကဒီလိုမျိုးလဲလုံနိုင်ပါလားတဏ္ဍီကဒီလိုမျိုးလဲလုံတတ်ပါလားအဲ့လိုပုံစံမျိုးလေးအများကြီးလုတ်ပြချင်တယ်ပေါ့เนาะအဲ့တော့ကိုကိုကိုလည်းတခုပြီးတခုဒါမလုံနိုင်ဘူးဆိုတဲ့အရာမလုံနိုင်ဘူးလို့ထင်ရဲ့အရာတွေကိုလုတ်ကြည့်နေရပေါ့เนาะအခုဆိုဒါကတာရပါလေဆိုလဲဇကားထဲမှာကပြဖို့ဆိုတာ လင်းသမီးတယောက်အနေနဲ့ကကြတော့ဟိုမလှဘူးအသေးချာမလုပ်ပြဘူးဆိုရင်ဒါဝေဖန်မှုကပုံများပါလေအပိယာတဲ့ဝေဖန်မှုကပုံများနိုင်တာဆိုတော့ဒီ character ကတော့အများကြီး challenge ဖြစ်ပါတယ်တီချာလည်းကြိုးစားပြီးတော့ရိုက်မှာပါအဲ့တော့တာရဲ့ကြိုးစားမှုကိုကြည့်ကြည့်ပါပေါ့နော်ဒီထွက်လာတဲ့ခါကျရင်လည်းအဲဘာပြောမလဲဆိုတာနားထောင်ညှော်လင့်နေမယ်ပေါ့နော်ဟုတ်